ဘက်ရဲ့ဒီကနေ့ညအကောင်းဆုံးပွဲချုပ်30ချက်အနေနဲ့ဒီကနေ့ည9:00ခွဲမှစားမယ်ယူကာဆင်နဲ့ Northern Forest တို့ရဲ့ပြည်မြလိပွဲစဉ်ကိုရွေးချယ်ပေးထားပါတယ်။ရောဘပြိုင်ပွဲနဲ့ပြည်တွင်းမှတ်ပေးပြိုင်ပွဲနှစ်ခုကြားမှာဟန်ချန်ညောင်ကြိုးစားနေရတဲ့ယူကာဆင်နဲ့ Northern Forest တို့ထိတ်တိုက်တွေ့ဆုံကြမယ်ပြည်မြလိပွဲစဉ်ခွန်က Good Bet ဒီကနေ့ညရဲ့စောင့်ကြည့်ရမယ့်ပြည်မြလိပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ ညူကဆယ်ကပရီးမီးယားလိမှာဝူဘာဟန်တန်တင်းတဲ့ဟိုပဲနိုင်ထားတယ်။အက်တွန်မီလာလိယူနိုက်တက်နဲ့ဘောမောက်တို့အသေးစားထားပြီးတော့လီဗာပူးနဲ့အာဆနယ်အသင်းတွေကိုရှုံးနေထားတယ်။အသင်းရဲ့အဓိကကစားသမားတွေကိုလက်လွတ်ခဲ့ရတာကြောင့်ပရီးမီးယားလိမှာရုန်းကန်နေရပြီးတော့မပေးစရာအဆင့်15မှာရပ်တည်နေရပေမဲ့ပြည်တွင်းနဲ့ဥရောပဖလားပွဲစဉ်တွေမှာတော့လိုအပ်တဲ့အနိုင်ရလဒ်တွေယူထားနိုင်တာကိုမြင်ရတယ်။ကာမောင်ပလာတတိယအဆင့်မှာလီဝမ်ကလပ်ဘရက်ဖို့လီဂိုတကုတ်ဆိုတဲ့ရာလက်နဲ့ဂိုးပြန့်နိုင်ယူခဲ့သလိုချန်ပီယံလိအဆုဖွင့်ပွဲစဉ်နှစ်ပွဲမှာစပိန်ထိပ်သီးဘာစီလိုနာကိုနှစ်ကိုတကုတ်ဆိုတဲ့ရာလက်နဲ့ရှုံးနေခဲ့ပြီးမဲ့ဘယ်ဂျီယံကလပ်စင်ဂလိုက်ကို ဝေးခွင်းကနေလေးခုပြက်နဲ့ဂိုးပြက်နိုင်ကစားထားနိုင်တာကိုတွေ့ရပါတယ်။ဒီဟာဒီအိမ်ခွင့်စိတ်ငယ်မှမှာအဲ့ခံထားတဲ့တန်ခွဲဆောင်၅ပွဲမှာနျူကာဆယ်တို့၂ပွဲပဲနိုင်ခွင့်ရခဲ့ပြီးတော့၃ပွဲရှုံးထားတာကြောင့်နိုင်ငံသားပွဲစဉ်တွေမလာခင်အမှတ်ပေးနောက်ဆုံးသတင်းပတ်မှာအိမ်ခွင့်ပြက်တဲ့တွေကိုနိုင်ခွင့်နဲ့နှုတ်ဆက်နိုင်ဖို့နီးပြအဒီဟိုဝီနဲ့အသင်းသားတွေအနေနဲ့ညီမထားတာကိုမြင်ရဖို့ရှိပါတယ်။တစ်ဖက်က Northern Forest က ်ပရီးမီးယားလိဂ်တာထွန်နှစ်ပွဲမှာဘရန်ဖို့အနိုင်ခရစ်စတယ်ဘဲလေးနဲ့တည်ကြပြီးတော့အဖွင့်ကောင်းခဲ့ပေမယ့်ဗဇန်းကိုသုံးခုပြတ်ရှုံးနေခဲ့တဲ့ပွဲပြီးမှာအသင်းနီးပြနူနိုဆန်တိုကိုထုတ်ပယ်ပြီးတော့စပါနီးပြဟောင်းပို့စတဂိုဂလူကိုသင်ခတ်လိုက်ပါတယ်မိပြတဲ့လက်ထက်မှာအရင်ပွဲထွက်နေကြ၄နှစ်၃နှစ်ကစားကွက်ကိုပဲဆက်သုံးခဲ့ပြီးတော့အဓိကကစားသမားတွေကိုအပြောင်းလဲမရှိဘဲနဲ့အသုံးပြုခဲ့ပေမဲ့ညွန်နိုင်ရာကောင်းအောင်အသင်းရဲ့ခြေစွမ်းကနေစင်းသွားတယ်လို့ဆိုရပါမယ် ပိုစတီဂိုဂလူလက်ထက်ပီမယာလိသုံးပွဲမှာအာဆင်နယ်နဲ့ဆန်နာလန်ကိုရှုံးနိုင်ထားပြီးတော့ဗန်လေသိန်းနဲ့တေးကြထားတယ်။ကာရာဘောင်ပလာတတိယအဆင့်မှာချမ်ပီယံရှစ်ကလပ်ဆွမ်စီကိုရှုံးနိုင်ပြီးတော့ပြိုင်ပွဲကထွက်ခဲ့ရသလိုရိုပါလီယိုစုဖွင့်ပွဲစဉ်နှစ်ပွဲမှာလည်းစပိန်ကလပ်ရီယယ်ဘက်တစ်နဲ့နှကိုးစီတေးကြခဲ့ပြီးတော့ဒိမက်ကလပ်မီဂျီလန်ကို3-2ဆိုတဲ့ရလနဲ့ရှုံးနိုင်ခဲ့တယ်။မိဖအစ်တင်နဲ့ဖြတ်သန်းထားတဲ့ပြိုင်ပွဲစုံ6ပွဲမှာနိုင်ဝဲမရသေးပဲနဲ့နှစ်ပွဲသေး၄ပွဲရှုံးထားပြီးတော့အဲ့ဒီ6ပွဲမှာတိုက်စစ်ပိုင်က9ဂိုးရထားပြီးမယ်။ခန်းစစ်ပိုင်ကလည်း73ဂိုးထိပေးထားတာကိုမြင်ရတယ်။နော်တင်ဟမ်ဖောရက်စ်သင်းနေနဲ့မိဖအစ်တင်နဲ့အထိုင်မကျသေးပဲ စွမ်းတဲ့စစ်တပ်ပိုင်းမှာဖက်ဖက်ကကြာဆင်းနေခြင်းလို့သတ်မှတ်လို့ရပါတယ် ာချစီကခွင်းလွှတ်မှုအနေနဲ့ဒီပွဲစဉ်တွဲအင်ရှင်နယူကာဆယ်ရ Northern Force အသင်းကိုမူလတည့်စေတဘိုးသွင်း90နိုင်ဆိုတဲ့အကျော်ပေးမှုဖွင့်လှစ်ခဲ့ပြီးတော့လက်ရှိစီကခွင်းလွှတ်မှုအနေနဲ့ဝင်ရိုးတစ်ဆင့်မြင့်လာပြီးတော့တဘိုးသွင်းတရေဆိုတဲ့အကျော်ပေးမှုကိုမြင့်တက်လာတာကိုမြင်ရတယ်။နှစ်သင်းကိုပေါင်းသင်းခွင်းလွှတ်မှု၊သုံးကိုသင်း90နိုင်ဆိုတဲ့စီကခွင်းလှစ်ထားပြီးတော့မူလတည့်စေထက်ပြားသွင်းလောက်မြင့်တက်လာတာကိုတွေ့ရပါတယ်။ဒီစုံကစားထားတဲ့ပြီးခဲ့တဲ့ရာသီစင်ကြီးမက်ကွင်းဆုံတွဲမှုမှာနယူကာဆယ်ရတရေရှုံးဝင်းကျင်မဲ့အကျော်ပေးခဲ့တာဖြစ်လို့ဒီပွဲစဉ်တွဲစီကခွင်းလွှတ်မှုကပြင်းထန်နေတာမြင်လာတယ်။ ညူကာဆယ်အနေနဲ့ Nottingham Forest ကိုပြီးခဲ့တဲ့ရာသီတုန်းကအမှတ်ပေးနှစ်ကျော်စလုံးနိုင်ယူထားသလိုနောက်ဆုံး300သီဆက်လီ6ပွဲဆုံးတွဲခဲ့တာမှာညူကာဆယ်က9ပွဲနိုင်ရခဲ့ပြီးတော့တပွဲပဲရှုံးနိုင်ထားတာကိုလည်းမြင်ရပါတယ်။ Premier League မှာနိုင်မဲ့တပွဲစီပဲရထားပြီးတော့ရုံးကနေရတဲ့ညူကာဆယ်နဲ့ Nottingham Forest တို့နှစ်သင်းတွေ့ဆုံမဲ့ဒီပွဲစဉ်မှာလက်ရှိခြေစွမ်းပိုင်းစင်လာအသာကျန်တဲ့ဒီကွက်ခန်းချင်းတွေနဲ့ချိန်ဆပြီးတော့တင်းင်းဘက်မှာအနိုင်သုံးမရဖို့တည်ရနေတဲ့ညူကာဆယ်ပေါ်ဒီနေ့ညရဲ့ကောင်းကောင်းပွဲချက်တွေနဲ့ဆက်ပြေးရွေးချယ်ပေးလိုက်ပါ